ကျောင်းကုန်းမြို့ရဲ့မဲယုံမဲစီရလက်ပုံစံ16မှာပြင်ဆင်ထားပွဲရှိတဲ့အချက်တွေကြောင့်မဲရလက်ရဲချော်တာတွေဖြစ်ပေါ်မှုရှိတယ်လို့သတင်းရရှိထားပါတယ်။ဒီရင်းနဲ့ပတ်သက်ပြီး Level Media Group ရဲ့ကျောင်းကုန်းမြို့ကိုတွားရောက်သတင်းယူနေတဲ့သတင်းတော့ကအခုလိုပြောပြထားပါတယ်။ကျောင်းကုန်းမြို့နယ်မှာပေါ့နော်ကျွန်တော်တို့တိုင်းဒေသကြီးမဲဆန္ဒနယ်1အဲဒီအပိုင်းမှာကြတော့ကျွန်တော်မင်းညာချိန်ကြီးပေါ့နော်ကျွန်တော်တို့မှာတီတူလွတ်တော်အဲဒီတက်လာတဲ့တီတူလွတ်တော်မဲရည်အတွက်နဲ့ဒီကတိုင်းတိုင်းကတက်လာတဲ့မဲရည်အတွက်အပေါင်းပါပေါ့နော် အမျိုးသားလီမိုဆီပေါ်ကျစပန်နဲ့ဥဆောင်နေတယ်ဥဆောင်နေပြီးတော့အဲ့ဒီညားညမလဲညမှာနေပုံစံဆက်ဆက်ကိုဟိုပါပေါ့ပုံစံစကူထောက်မပေးဘူးထောက်မပေးတော့ကိုဒီမနေ့မှပုံစံစကူတော့ထောက်ရတဲ့အချိန်နဲ့ကြာလဲကြာတော့ဒီလိုတော်နေရမှာကြာတော့မျိုးသားလီမိုဆီပေါ်ကျကလည်း600လောက်နဲ့ရှုံးနေရတော့တွေ့ရတယ်ရှုံးနေရတော့တွေ့ရတယ်ဆိုတဲ့ကြမှာဒီမျိုးသားလီမိုဆီပေါ်ကျကဟိုတောင်ရှိသူတွေကမယုံဟိုဒီပုံစံအရင်ပုံစံမယုံနေတက်လာတဲ့ပုံစံဆက်ကြအောင်ဟောင်းနေကိုညနေစစ်စစ်ဖို့တောင်းဆိုရတောင်းဆိုတဲ့အချိန်မှာကြည်လဲကြည်လိုက်တော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်မှာဝင်ပြီးတော့ကြည်တယ်ပေါ့နော် တဲ့နေရာမှာကျွန်တော်ကိုယ်နဲ့လည်းပေါ်တော့တွေ့ရလဲဆိုသူကမှမင်းရတဲ့တင်မှာအဓိကဟိုဟိုဟာနဲ့ဒီခံမျိုးပါတီနဲ့အဲ NLD ပါတီနှစ်ခုမင်းရတဲ့တွေကိုကော်ရှင်ပတ်နေတဲ့ဂျင်ဟာရှိတယ်သူတို့အားတွေကဒိတ်တိုင်းနဲ့အပါလေးဒိတ်ကြလို့ဆိုချွန်တဲ့အရာမျိုးနဲ့အပါလေးကိုဖြတ်ထားပြီးတော့ပြန်ရထားတွေတွေ့ရတယ်ခင်ဗျ။ဒါရောကိုယ်တည်းရဲ့လက်မှတ်တွေကိုလည်းကော်ရှင်ပတ်နေတဲ့ပြန်ချက်ပြီးတော့ပြန်ပြီးလက်မှတ်တူထားတဲ့တွေ့ရတယ်ခင်ဗျ။အဲ့လိုနေရာမျိုးအဲ့လိုမျိုးပြင်ဆင်ထားတဲ့နေရာတွေအားလုံးပါက တော်တော်ကြီးဟိုမျိုးသားရင်းကိုဒီပေါ်ချက်ရှုံးလုံးဝဟိုဘယ်အပြတ်တန်းနဲ့ရှုံးသွားတယ်ဆိုတော့လက်ရုံမျိုးတွေပုံစံမျိုးတွေဖြစ်နေအောင်မြင်ရတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုရလက်ကိုဟိုမယုံကြည်မှုမရှိတဲ့တော့ဘာလို့မျိုးသားရင်းကိုဒီပေါ်ချက်မှာတာဝန်ရှိသူတွေကတော့ဒါပုံစံဆက်ချောက်တွေအားလုံးကိုအကုန်လုံးပြပောင်းမယ်။လိုအပ်ရင်လည်းအဲ့လိုရှင်းစင်ထားတဲ့နေရာတွေကမဲမဲစင်းစာရွက်တွေကိုဘာလို့ပြန်ပြီးတော့တစ်ခေါက်ပြန်လိုက်ပြန်ပြီးတော့စစ်သိမ်းမဲ့ဆိုပြီးတော့တောင်းဆိုထားတဲ့နေရာ။တော့လို့ဆိုတော့ပုံစံဆက်ချောက်တွေပေါင်းနေရပေါ့နော်။ပုံစံဆက်ချောက်ကိုပေါင်းပြီးတော့ဒီနေ့ညနေ လည်းရလည်းအရေးပေါ်မှာမူတည်မူတည်ပြီးတော့မှသူတို့မက်ဆေ့တာကြီးစင်းနဲ့စင်းနဲ့မဆေစမဆေစေးပဲနဲ့ဒီရလည်းပေါ်မှာမူတည်ပြီးတော့ပဲသူတို့အခြေအခုထောက်ဝင်နေထောက်မှာဆိုပြီးတော့သူတို့တွေတိုင်ပင်ဆုံးခဲ့တာတော့မရှိခဲ့ဘူး။ဒီမှာဒီရလကိုကျင်းတဲ့ဆိုရင်လည်းကျင်းရတယ်ဆိုရင်ပေါ့နော်။ပုံစံ၁၉ကိုတော့မတိကမနဲ့စင်တိုင်းမှာထောက်ပြန်ပေးမယ်လို့ဆိုပြီးကော်မရှင်ကတော့ပြောပါလိမ့်ခင်ဗျ။ဟုတ်ကဲ့ခင်ဗျ။ဟောက်ကြားတာမဟုတ်ခင်ဗျ။ကျွန်တော်ကိုယ်တိုင်လည်းမြင်ခဲ့ရပါတယ်ခင်ဗျ။ကျွန်တော်ဒီအိုင်ရဲ့ပတ်သက်ပြီးတော့တရေမှတ်တမ်းချင်းနဲ့ကျွန်တော်တပုံနေလည်းကျွန်တော်ကိုယ်တိုင်ရိုက်လာခဲ့လို့ပြီးပါတယ်။အခုအဲ့လိုမျိုးပြင်ဆင်ကျင်းတဲ့နေရာများတဲ့ ဟိုတိုင်းဒေသကြီးမက်ဆလာနယ်တစ်မှာတော့မြန်မာပြည်သူစီပေါ်ချက်ကတိုင်းဒေသကြီးမက်ဆလာနယ်တစ်ကိုယ်စားလှယ်ရတော့ဒါရှုံးနေသွားတယ်ခင်ဗျရှုံးနေသွားတယ်လို့ဒီဒီလိုတော်ပါပါမှာဒါအဲ့လိုမျိုးအဲ့တော့ကမရလက်တရားနှိမ့်နေတဲ့အတွက်ဒီကမက်ဆလာနယ်နှစ်မှာပြည့်ရသွားတာနိုင်တာပဲအဲ့တော့ကမဲမဲလက်မတရားလာပြီးတော့ဟိုဝထောက်သွားတဲ့တော့ကိုဒါရှော့ဟိုအရှုံးနဲ့ဟိုရင်ဆိုင်သွားတဲ့အဖြစ်ဖြစ်နေတယ်ခင်ဗျဒါကြောင့်မို့သူကလည်းဒီရလက်ကိုပြန်လည်စစ်ဆေးနေတာပါမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ကောက်ယူထားတဲ့မဲဆင်းရလက်တွေရ ကျောင်းကုန်းပြည်သူ့လွတ်တော်နေရာမှာအနိုင်ရရှိထားပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကမဲရလက်မှာတော့လွဲချော်နေရကိုတွေ့ရတာဖြစ်ပါတယ်။ကျေးရွာချိုးရှိပုံစံ16ရဲ့မဲစင်ရလက်အချို့မှာမှင်ဖြက်ရာတွေနဲ့ပြင်ဆင်ပြစ်ဆွတ်ထားပြီးအချို့နေရာတွေမှာလက်မှတ်ရေးထိုးထားတာကိုပါပြင်ဆင်ထားတာကိုတွေ့ရတယ်လို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်မှတိုင်းအောင်နိုင်ရေးတာဝန်ခံကိုစီသူကပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းအချိန်ထိမဲစင်ရလက်များအရမြို့သားဒီမိုကရေစီဖွဲ့ချုပ်က မဲဆယ်မဲကျော်အသားနဲ့ပြည်ခိုင်ပြိုးကိုအနိုင်ရရှိထားတယ်လို့မြို့နယ်ကော်မရှင်ကထုတ်တဲ့စာရင်းမှာဖော်ပြထားခဲ့ပါတယ်။ဒါပေမဲ့နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းပုံစံ16ကိုလာထုတ်ချိန်မှာတော့ပြည်ခိုင်မျိုးပါတီကမဲ600ကျော်အသားဖြစ်နေတာကိုတွေ့ရတာကြောင့်ပုံစံ16ကိုလက်မှတ်မထိုးဘဲပြန်လည်စီစစ်ပေးဖို့လှုံ့ဆော်နေတယ်လို့တိုင်းအောင်နိုင်ရေးတာဝန်ခံကိုစီသူကပြောပါတယ်။